မုတ်တွေလုံကြီးပဲဖြစ်ပါလေတဲဦးတဲဦးကဲဘူးတွေကိုထည့်ပြီးတော့ပေါင်ပြီးသားမုံချက်ကိုမတဲဘူးနဲ့ပက်ပြီးတော့ဟဲဟိုဘက်ဒီဘက်လှမ်းလိုက်ပြဆိုရင်တဲဘူးလေးနဲ့ပက်လိုက်ဟိုဘက်လှမ်းလိုက်ဒီဘက်လှမ်းပြီးတော့တဲဘူးတစ်ခါထည့်လိုက်အဲ့လိုလက်ပြီးတော့ဒီလက်ကင်တုံးတစ်ခုနဲ့ဆွဲဖြန့်လိုက်တဲ့ခါမှာတော့ ကျွန်တော်တို့ရက်ကွက်ထဲမှာလာလာရောင်းနေတဲ့မုတ်လေဝီပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့မုတ်လေဝီစားတဲ့အခါမှာတခါကလေးတဲတကြီးကြီးလေးဖြစ်တယ်ဆိုတာဒီတဲနဲ့လျှော်တဲ့မဲလေးတွေပါလာလို့လားဖြစ်ပါတယ်။ဒါကတော့စီမကုံနဲ့ဤပေါ်ဗျာ။ဒီမုတ်လေဝီလေးကိုပွဲစီစစ်စစ်ကလေးစမ်းပြီးတော့စားရင် ိတ်ရတာရှိတာပါဘုလိုဝေတုံးလေးလေးကိုမမြင်ဘူးတဲ့သူတွေအတွက်ဘုသူတာဖြစ်တင်ဆက်ပေးရခြင်းဖြစ်ပါလေ